မင်္ဂလာပါကိုကိုရိုရေကျမ်းမာရေးအကြောင်းများကို တင်ဆက်ပေးနေတဲ့ဆွမြတ် YouTube Channel ကနေပြီးဖြစ်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဆွမြတ်မြမအမျိုးသမီးအများစုပိုင်ဆိုင်ထားတဲ့စမူစာပုံစံကဘလိုမျိုးလဲဆိုတာကိုဒီနေ့မှဆွမြတ်ကိုကိုရိုတေးချာချာတီအောင်ပြောပြပေးသွားမှာဖြစ်လို့နားချက်လေးတက်ပြီးအဆုံးထိပုံဖော်စိတ်ကူးပြီးနားထောင်ပေးကြပါအောင်နော် စားကျင်စရာကနားထောင်နော်အမျိုးသမီးများရဲ့စမူစာပုံစံနှစ်မျိုးကိုပြောပြပေးပါမယ်ရှင်ပထမပုံစံကတရရက် ပုံစံနဲ့ဒုတိယကမုံစိန်ပေါင်းပုံစံပဲဖြစ်ပါလိမ့်ရှင်ညမစမူစာအများစုကခက်ညွညွန်ခက်ကြက်ကြက်ဖြစ်ပြီးလက်ချင်ခံလို့ရမှာတမူထိုးတဲ့စမူစာတွေပဲဖြစ်ကြပါလေခက်ညွညွန်အယောင်က သမကြီးလေးချင်ငယ်လှုပ်ချင်စေကိုပို့တိုးလာစီပြီးညွညွမိုင်မိုင်တောအုပ်ကြီးကိုဖျက်တမ်းနေရတယ်လို့မျိုးအသစ်ဆန်းဖြစ်အောင်ခန်းစားရစေပါလေပြီးရင်မြမအမျိုးသမီးအများစုဟာတယောက်တည်းလက်ချောင်းလေးချင်ခန်းကိုပြုတ်လုလေမရှိကြပဲစိတ်ထဲမှာပဲမျိုးသိပ်ထားတတ်ကြပြီးကိုကိုတို့နဲ့စုံတွေ့တဲ့အခါမှာခဲလီသမျှတဲရီချိုင်းရင်ကိုကိုတို့ရဲ့လက်မောင်းကြီးကိုကန်ရင်လေးချင်ခန်းကိုအားပါးတရဆင်နွှဲကြတာဖြစ်လို့ စမူစာတွေကနေရှန်ကြလာတဲ့အချစ်ရည်တွေကတခြားနိုင်ငံသူတွေနဲ့မတူပဲပိုပြီးအိုင်ထွင်းရှန်ထွက်နေတာများလို့ဓမ္မကျိတ်လေ့ကျင့်ခန်းကိုဆင်နွှဲပေးတဲ့ကိုကိုရိုးအတွက်အရင်စိတ်အားထက်သန်စေမှအမှန်မှာပဲရှင်။ကျမတို့မိန်းကလေးတွေက ကိုကိုရိုးနဲ့ဆုံတွေ့ရတဲ့အချိန်မှသာဒီလိုလေ့ကျင့်ခန်းကိုဆင်နွှဲရတာထက်လို့တကယ်ပန်းတိုင်ရောက်ခါနေလာရင်ဒလောကလုံးကိုမိတ်ဒီဘာကိုမှဘာကိုမှဗတိမရနိုင်ပဲ။ လက်ကျင်ကန်းကိုသာအာယုံစူးဆိုင်နေတတ်လို့ကိုကိုတို့အတွက်ကတော့ကျမတို့ရဲ့စမှုစာလေးကိုအယထရှိရှိစာရင်းလေးကျင့်ပေးရတာအားရှိစီပါတယ်ရှင်။ဟုတ်ကဲ့ပါ။စုမြတ်အခုဝိမျှပေးခဲ့တာကတော့ကျမ်းမာရေးလေးကျင့်ငန်းတစ်ခုကိုဝိမျှပေးခဲ့တာပဲဖြစ်ပါတယ်နော်။ဒီအချက်ကိုတီးလိုက်ရလို့ကိုကိုရောလဲစိတ်ကြင်ငတ်ကြမယ်လို့မျှော်လင့်ပါရယ်။ နောက်ရက်ဗီဒီယိုများမှာလည်းကျမရေရဘယ်လိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ပြီးအားပေးကြပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်စုမြတ် YouTube Channel ကကျေးဇူးတင်ပါတယ်ရှင် Like and Subscribe လေးမနှက်ရသေးရင်လည်းနှိပ်ပေးခဲ့ကြပါအောင်ရှင်